ပြစ်တဲ့အချိန်ကလည်းဒါခမ်းမမှာထမင်းသွားစားမဲ့အချိန်မှာပြစ်ကြလာလို့ပြီးသိရအဲ့ဒီဂျားတွေကဒီကောင်းနေစိုးရိမ်နေပါလေဆိုတဲ့အခြေအနေတွေအကုန်လုံးကိုဖြစ်အောင်ဖန်တီးပလိုက်တာဒီနှလုံးထဲနဲ့ခေါင်းမော်ဘူးပေါ့နော်ဒါ short ride တော့မဟုတ်ပဲနဲ့စိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေပေါ့နော်အာထိတ်လန့်တုန်လှုပ်မှုတွေကြာရောက်အောင်ပြစ်ခွဲနိုင်ခဲ့တယ် င်္ဂလာပါဒီနေ့ကတော့အောက်တိုဘာ၄ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာသတင်းကောင်းတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကမင်းအောင်လိုင်ရဲ့အာနှစ်တရာပြည့်ဒါအခမ်းအနားကိုသွားတာပေါ့ဗျာမင်းအောင်လိုင်ကသွားတဲ့အချိန်မှာအမျိုးစုံတင်းကျပ်ထားတဲ့ဂျားတွေကနေပြီးတော့ဒါဒေါ်လာရင်းတစ်ဖွဲ့တွေကပေါ့နော်ဒါ BWN ကဒါ46ခုမြောက်မစ်ရှင်ပေါ့နော်အဲဥစ္စာကို short light တော့နှလုံးနဲ့ပေါ့နော်တရားဖို့မှမှနှလုံးနဲ့မင်းအောင်လိုင်ကိုမိတ်ဆက်လိုက်တဲ့အခမ်းအနားဖြစ်သွားတာပေါ့နော်အဲဥစားလေးလည်းတကောင်းနေပါတော့ပြီးတော့ကျတော့နေကြလာတဲ့စစ်ကောင်စီရဲ့ဒုတိယဗိုလ်မှူးကြီးတွေတယင်းမှုတွေပေါ့ဗျာ အဲ့ဒီဘုံမွေးတွေဒါတက်တူတက်ဒါပို့တဲ့အခါမှာပေါ့နော်ဒါရောက်ပြီးတိတ်မကြဘူးတေဆုံးနဲ့ဖြစ်စင်နေပေါ့နော်အာယာရုမတိုးလို့စိတ်တက်ကကြပါလေဆိုနေမှာပဲပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေကလုံးဝမရှိပါငုံငိုင်းလိုက်တဲ့အဖြစ်မျိုးတွေလည်းပါတယ်အဲနောက်တစ်ခုကတော့ဒါရှေ့ရမှာပေါ့နော်ကြောင်မဲကိုဒါရသွားပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီကဘယ်မျိုးတွေကိုဥတီလာမလဲအဲ့လိုမျိုးကျွန်တော်ပြောခဲ့တာရှိတယ်အဲ့ထဲမှာမှဒါ ခံမှန်းချက်ရပါတော့เนาะဒါတီဘောဆိုပြီးတော့ပြောခဲ့တဲ့ဟာကိုအခုဆိုရင်စစ်ကောင်စီက iPad ချမ်းတွေကိုဥတီလာနေပြီဆိုတော့အကြောင်းလေးလည်းပါတယ်ပေါ့เนาะအဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်တက်နိုင်သလောက်ဒါရရှိတဲ့သတင်းတွေဒါဝေမျှပေးသွားမှာပေါ့เนาะပထမဆုံးတော့ဒါ BWM ရဲ့အာ46ခုမြောက် mission ပေါ့เนาะအဲ့ဒါကမင်းအောင်လိုက်လာဘခထဲမှာလာတဲတယ်ဆိုတဲ့ဟာကိုတိတိချင်းမှာသူတို့အားချင်းပြင်ဆင်ပြီးတော့လှုပ်ဆောင်လိုက်ရတဲ့ဒါ mission ပေါ့เนาะအမှန်တော့အချိန်လေးအနည်းငယ်လောက်ရစီချင်တာဗျာဒီလားနှလုံးဆိုနဲတယ်ဗျာဒါကတကယ့်မဟာအခွင့်အရေးဗျာ နာဒီလိုမျိုးဒီကောင်ကဒါသူကသူ့ဘယ်မနေရာဖြစ်ဖြစ်တွားရဲတယ်တွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးပြတယ်ပေါ့နော်ဒါပေမဲ့လုံခြုံရေးကြတော့ဒါနဲတာမဟုတ်ဘူးဒါသိန်းနဲ့တောင်းနဲ့ချီပြီးတော့ချထားမယ်ကောင်မျိုးအဲ့လိုကောင်မျိုးရှိတဲ့နေရာကိုအခုလိုမျိုးဒါပြစ်ခတ်နိုင်ဖို့ဆိုတဲ့ခါကတကယ်တော့မလွယ်ဘူးဒါပေမဲ့ရအောင်လုပ်နိုင်ခဲ့တဲ့တပ်ဖွဲ့တွေကိုတကယ်ချီးကျူးလေးစားတယ်အဲပြီးတော့ဒါမင်းအောင်လိုင်းနေနဲ့ဆိုရင်တော်တော်လေးကြောက်သွားရှာမှာပေါ့နော်မင်းအောင်လိုင်းကြောက်တာတမျိုးသူ့အောက်ကအကြီးပိုင်းဆိုတဲ့ကောင်နေကြောက်တာတမျိုးပြီးတော့ဒီ short ride တော့ပြစ်ခတ်ပြီးတဲ့နောက်မှာပေါ့နော် ဒီထဲမှာဘာတွေဖြစ်လာနိုင်ခြင်းရှိလဲဘာတွေဖြစ်နေလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြမယ်ပေါ့နော်အဲ့တော့ဒါမြောက်လိုင်းကဒါလာဘခါမှာလာတယ်လာတဲ့ဟာကိုတိတိကျကျမှ BWM ဖွဲ့ကအားချင်းပြင်ဆင်ပြီးတော့ short ride တော့နှလုံးလွတ်တယ်ပေါ့နော်လွတ်တဲ့အချိန်မှာနှလုံးဆိုတော့ဗျာဒါထိခိုက်မှုတော့နဲမှာပေါ့နဲတာပေါ့နဲတယ်အရင်လိုများပေါ့နော်အုံနဲ့ကျင်းနဲ့အဲ့လိုအလုံး20 30လောက်မြောက်ဒါပြစ်ခတ်နိုင်လိုက်တယ်ဆိုရင်တော့တော်တော်ကိုအရသာရှိလိုက်မယ်ဖြစ်ချင်းပေါ့နော်အဲ့တော့ မြောက်လိုင်းတို့ကလည်းတိတ်ပြီးတော့မကြောက်ရှာဘူးပြစ်ခတ်ပြီးတော့တိတ်မကြောက်ဘူး MI 35တွေတက်တယ် Wine 12တွေဝဲတယ်ပတ်ချတယ်လိုက်ရှာတယ်ပေါ့နော်အဲဟာဘယ်တလိုင်းတစ်ဖွဲတွေကအထီးကိုက်မရှိလုံးဝလုံခြုံရင်းဒါလုံခြုံတဲ့နေရာတစ်ခုကိုရောက်ရှိသည့်အထီးပေါ့နော်ဒါဆုတ်ခွာနိုင်ခဲ့ပြီအောင်မြင်ခဲ့ပြီလို့ပြောရမှာပေါ့နော်အဲ့တော့နှလုံးနဲ့ဆိုတော့ဒါခုနလိုတော့အားရမှုတော့မရှိဘူးဒါပေမဲ့လည်းချက်ချင်းပြင်ဆင်ရတာဆိုတော့ဗျာအဲ့လောက်တော့ရှိမှာပေါ့နော်ဒါပေမဲ့ချီချူးရမှာကအဲ့လိုပေါ့တပ်ဖွဲ့တွေဒီလိုမျိုးလုံနိုင်မှုအတွက်ကမလွယ်ဘူးဆိုတော့ပြောချင်တာပါအဓိကမင်းအောင်လိုင်းဆိုတဲ့ကောင်ဖြစ်တဲ့အတွက် ဒီကောင်လာမှာဆိုတာဒီအောက်ခြေကားကောင်တွေကအရန်ပြင်ဆင်ကြရတာအဲ့လိုမျိုးပြင်ဆင်ပြီဆိုတဲ့ခါမှာလည်းအဲ့လိုလုံခြုံရေးဆိုရင်တကယ်အထက်ထက်ပေါ့နော်ပြီးတော့မြောက်လိုင်းကိုအခုချိန်မှာအားလုံးကပြတ်မှတ်ထားနေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီကောင်ကိုမထိကြိုက်ဖို့အတွက်အောက်ကရှေ့သမျှဟာအကုန်လုံးဒါတို့လုံခြုံရေးအတွက်ရှေ့သမျှနီလန်အကုန်သုံးပြီးတော့လုံမှာပြီးတော့ကျတော့ဒီလာဘခတိုင်မှုဆိုတာကအစ်စ်စာက21ကနေပြောင်းလာလဲတင်မင်းလက်ပေါ့နော်အဲဥစ္စာအစ်စ်အဲ့သူ့ရဲ့ပထမဆုံးဒါမြောက်လိုင်းကိုကြိုးစိုးရမယ်တာဝန်ယူရမယ်အခမ်းအနားတစ်ခု ပွဲတစ်ခုပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်သူအထိကိမရှိအောင်ခုလိုမျိုးဖြစ်စဉ်ဖြစ်ရတယ်မရှိအောင်သူတို့တရားပြင်ဆင်မှာအဲ့ဒီဂျားတွေကဒီကောင်းနေစိုးရိမ်နေပါလေဆိုတဲ့အခြေအနေတွေအကုန်လုံးကိုဖြစ်အောင်ဖန်တီးပလိုက်တာဒီနှလုံးထဲနဲ့အဲ့ဒါဒါမြေပြင်မှာပေါ့နော်ဒီကောင်းခေါင်းပေါ်တိတ်တိတ်မကြဘူးဆိုရင်တော့မှခေါင်းပေါ်ဘူးပေါ့နော်ဒါ short ride တော့မဟုတ်ပဲနဲ့စိုးရိမ်စိတ်တွေကြောက်ရွံ့စိတ်တွေပေါ့နော်အာထိတ်လန့်တုံလုံးမှုတွေကြာရောက်အောင်ပြစ်ခွဲနိုင်ခဲ့တယ်လို့လည်းဒါပြောရမှာပေါ့နော်အဲ့တော့အဲ့လိုလုံနိုင်ခဲ့တဲ့အတွက်တကယ်ကြီးကျူးလေးစားရတယ်ပြီးတော့ပြစ်တဲ့အချိန်ကလည်းဒါခမ်းမမှာထမင်းသွားစားမဲ့အချိန်မှာပြစ်ကြလာလို့ပြီးသိရ ဟာအဲ့ဒါရတာတကယ်မိုက်တယ်ဗောနော်အချိန်မှတွက်ချက်ပြီးရောဆော်ပလိုက်တဲ့အနေထားအဲ့လိုဆော်လိုက်တဲ့ဟာဘလို့ပဲဖြစ်ဖြစ်အုံဂျင်းဆိုဒီ short line ကို꿰တဲ့အတန်တွေကဗျာတကယ်အတန်အကြီးတွေဗောနော်အဲ့လိုမျိုးချိန်နေမျိုးမှာဆိုရင်အာတို့သေးကြတယ်ကြောက်လန့်ကြဖြစ်မှာပဲအာဟိုရှိကာလာတွေတုန်းကဗောနော် drone ဝဲတဲ့အတန်ကြားလို့တောင်မှအာကုံလုံးပြေးလွှားပြီးတော့တောင်တောင်တိုးတိုက်ပြီးတော့ဗောနော်နှစ်ဖူးတွေပါတွေပောက်ပြေးတဲ့ကောင်တွေရှိတယ်အဲ့လိုမျိုးကြီးပိုင်းနေတောင်ရှိတာဗောနော်အခုလိုမျိုးအချိန်နေဆိုပိုတောင်မှဆိုးမယ် ဒီလိုဂျိမ့်ဂျိမ့်နဲ့လည်းကြားလိုက်ရောသိရမလားအကုန်လုံးပြက်ကန်ကန့်နေမှာသိလားမြေပြင်မှာလှိမ့်လှိမ့်နေကြမှာအဲ့လိုပုံစံမျိုးအဲ့ချိန်မှာလုံချိန်လှုပ်တဲ့ကောင်တွေကလည်းခေါင်းချိန်နေမှာသွားပြီးကွာငါတို့တော့ပြုတ်ပြီးကွာဆိုရင်အဲ့လိုပုံစံမျိုးတွေလည်းဒါဖြစ်နေလောက်တယ်ပေါ့နော်အဲ့တော့စားဖို့သွားတဲ့ချိန်မှာမြောင်းလိုက်ပါဝင်အခြားသူတွေတော်တော်လေးခေါင်းကြီးသွားရမယ့်အနေထားပေါ့နော်အဲ့တော့မင်းအောင်လိုင်းကတော့တေဘေးကြောင်းမလို့ပေါ့နော်ဟာငါများတေတော့မလားဆိုတဲ့အတွင်းမျိုးဖြစ်ရင်ဖြစ်သွားလောက်တယ်ဒါပေမဲ့အခြားဒီသူ့အောက်ခလဘခတိုင်းမှုတို့ဒါနေလုံဝင်ကြီးတို့အဲ့ခေါင်တွေကြတော့သွားပြီ ာတော့ပါပြီကွာပထမဆုံးတာဝန်ယူရတဲ့ပွဲပါဆိုနေမှပဲအခုတော့ဒါယာလူတွေများပြုတ်တော့မလားသတိပေးဆုံးမရများမိတော့မလားဆိုတော့အတွင်းမျိုးတွေနဲ့သူတို့ကြောက်ကြမှာပေါ့နော်အဓိကတော့ဒါလဘခတိုင်မှုကတင်မလက်ပေါ့နော်တင်မလက်ကစက21ဗမော်ပေါ့နော်ဗမော်မှာသူကအနေထားတစ်ခုတည်းရောက်အောင်သူလုံနိုင်ခဲ့တယ်သူကဘလို့လူဆိုတဲ့အကြောင်းကိုဒါကျွန်တော်ရှေ့မှာပြောပြခဲ့ပြီးသားပေါ့နော်ဒါကျွန်တော်အထဲမှာရှိစဉ်တုန်းကသူကကျွန်တော်ရဲ့ viewer မှုပေါ့နော်ဘလောက်ထိဒါထက်တဲ့လူလဲဘလောက်ထိဒါစီစီရေးစရာကိုဒါပါနေတဲ့သူလဲဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးဖြစ်တယ် ဲ့တော့အဲ့လိုလူတယောက်ကဒါပမုံမှာပေါ့နော်သေရှင်အနေထားနေပြီးတော့အခုလဘခလိုတိုင်းပေါ့နော်အဲ့လိုလေပိုင်းတိုင်းလိုနေရာမျိုးကိုရောက်ပြီးတော့ဒါတိုင်းမှုတာဝန်တုံးမြင့်ပေးခြင်းခံရတော့ကြတော့ဘလိုပဲဖြစ်ဖြစ်သူက ဒါယာရုတိုးသွားတယ်အဲသူ့ကိုအတိမတ်ပြုတယ်ဆိုတဲ့ပုံစံမျိုးသူမျက်နှာရတယ်ဆိုတဲ့ပုံစံမျိုးသူကအကြီးပိုင်းနေနဲ့လည်းခင်မင်းရေးဆွဲရှိတယ်ရှေ့ကပေါ့နော်အဲဗိုလ်ချုပ်ခင်လိုင်တို့လိုလူတွေနဲ့ကအဆက်သူကတအားဖလိုမျိုးဆက်ဆံရေးတွေရှိထားတဲ့သူတယောက်ဖြစ်တဲ့အတွက်ပေါ့နော်အဲဒီလိုဟာမျိုးကိုသူ့ကိုယုံကြည်ပြီးတော့ပေးရလိုက်တဲ့အခါအခုဒီလိုဖြစ်စဉ်ဖြစ်တော့ကြတော့သူလည်းမျက်နှာပြတ်ပါပဲပေါ့နော်အဲပြီးရင်ပြောအောင်မင်းဘာကြီးလို့မင်းဘလို့လောက်တာလဲဘာလဲညာလဲမင်းဒါလေးတော့မလုံနိုင်ဘူးလားဆိုတော့ပြစ်တင်လက်ညှိုးထိုးတာတွေလည်း ေချာပေါက်ခံရနိုင်ခြင်းရှိတယ်ဗောနော်ပြီးတော့ဒါနေလုံဝင်ကြီးဆိုတဲ့ကောင်းနေလဲဒါပြားနေမှာဒီချိန်လောက်ဆိုရင်ပြားနေပြီအဲ့လိုပုံစံမျိုးတွေဒါဖြစ်သွားတဲ့အနေထားဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါအဆက်ကွဲတာဗောဗျာဒီလားအစ်စ်လေးပထမဆုံးပွဲတာဝန်ယူရအစ်စ်လေးဗောနော်သူ့အတွက်နမိတ်မကောင်းဘူးလို့ပြောရမှာဗောဗျာဒါစစ်ကောင်စီဘက်ကသူတွေကတည်တဲ့အတိုင်းပဲတခုခုဆိုရင်အတိတ်တွေနမိတ်တွေတပေါင်းနေဗောနော်အဲ့ဟာတွေကိုအရန်ကိုယုံကြည်ကြတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုမျိုးဆက်ဆာချင်းစောင့်နေထွင်းခံရတဲ့ခါကျတော့တော်တော်လေးနမိတ်မကောင်းဆိုပြီးတော့ယူဆသွားလိမ့်မယ်တေးကြတဲ့ ် CRDC ပြင်းပြင်းနေလောက်ပြီရရရချင်းချင်းချင်းနေလောက်ပြီပေါ့နော်အခုချိန်မှာဒါထုချေလာရလဲတင်းရင်လဲတင်းနေရလောက်ပြီပေါ့နော်ရှော့ရိုက်တုံးကနှလုံးနဲ့ဆိုတော့ဒါအဆောက်အဦဒါထိမှန်တာတွေအဆမှန်တာတွေဒါမျိုးတွေလောက်ပဲဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ဒါပေမဲ့ကြောက်စိတ်တွေစိုးရိမ်စိတ်တွေရှက်စိတ်တွေဆိုတဲ့အဆတွေကတော့သူတို့ရဲ့ရင်ထဲတွေထိသွားမှန်လောက်တယ်ဗျအဲ့ဒါတော့တကယ်အားရဖို့ကောင်းတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒါချင်းချောက်လိုက်နိုင်တယ်အောင်မြင်စွာချင်းချောက်လိုက်နိုင်တယ်ဆိုတဲ့အနေထားတစ်ခုတော့ ဖြစ်သွားတယ်ကျွန်တော်တို့ကဆူတောင်းတယ်အော်ခေါင်းပေါ်တက်တက်ကြလိုက်ရမှာမခံကြီးမခံစားဖြစ်တာပေါ့နော်ဟာအချိန်လေးနည်းနည်းပိုရလိုက်ရမှာကွာအဲ့ထက်သာပိုရလိုက်ရင်ပေါ့နော်ဟာအလုံးကြီးပိုပြီးတော့များသွားနိုင်တဲ့အနေထားပေါ့နော်ဟာအဲ့ဒါဆိုရင်ဒီကောင်လည်းတခါလဲဒါကိစ္စတုံးရင်တုံးသွားမှာဆိုပြီးတော့တွေးတာပေါ့နော်နောက်တစ်ခုကတော့ဒါမြေပြင်ကဒါတို့လုံချွေးတောင်းရင်ပေးခံရတဲ့သူတွေတေချာပေါက်အေးအေးယူခံရတော့မှာဖြစ်တယ်ဒါကတော့ဒါပြေးကြည့်နေပေါ့နော်တကယ်တေချာပေါက်အေးအေးယူခံရတော့မှာ အဲပြီးတော့ဘာကြောင့်ဒီလိုမျိုးပြောသလဲဆိုတော့ဒါမေအွန်လိုင်းကအဲ့ဒီဟာအတွက်ကိုအဲ့ပွဲအတွက်ကိုဘယ်လောက်ထိပြင်ဆင်ထားသလဲအောက်ကကောင်တွေကဘယ်လောက်ထိတင်းကျပ်ထားသလဲဆိုတော့သူကဖုန်းတွေမယူရဘူးအိတ်တွေမသေးရဘူးအုတ်ထုတ်မဆောင်ရဘူးဆိုင်ကယ်နဲ့ကားတွေမဝင်ရဘူးထီးရဆမယူခိုင်းဘူးအဲ့လိုမျိုးကင်မရာတွေလက်တော်တွေဘာတွေအဲ့ဒါတွေရဆမယူခိုင်းတာဒီမီဒီယာသမားတွေကလွဲလို့ပေါ့နော်ကြံတဲ့ဟာတွေအကုန်လုံးကိုအဲ့လိုမျိုးဒါသူကကတ်တတ်ထားတာရှိတယ်ဗျအဲ့ဒီဂျာတွေကမှလုံနိုင်ခဲ့တာပေါ့နော် အဲ့လိုမျိုးတွေမြင်ရတော့ကြတော့လေဒါကျွန်တော်တို့သွားပြီးနှိုင်းရှင်ပြီးတာနှိုင်းရှင်တယ်လို့တော့မဟုတ်ပါဘူးသတိရသွားပါဘောဒါမေစုပေါ့နော်မေစုလာတော့ကအဲ့လိုဟုတ်ရဲ့လားပေါ့နော်ပြည်သူတွေနဲ့တော့ကဒါဖက်လဲတကင်းလက်ဆွဲနှုတ်ဆက်တာတွေဟာပန်းကုန်းဆက်တာလက်ခံတာတွေအာအတူတူဒါအနီးနီးကပ်ကပ်လုံးဝမျက်နှာရှင်းတော့တိုက်တော့မဲ့နေသားနဲ့စကားပြောခဲ့တဲ့ဟာတွေအများကြီးမြင်တွေ့ခဲ့ရတာပေါ့နော်အဲ့ကြတော့မြောက်လိုက်လဲကြတော့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်အခုလိုမျိုးကြောက်လန့်တကြားနဲ့လုံနေရဆိုကနေကဒီကောင်ကဘလို့ခေါင်းဆောင်လဲဘလို့မျိုး ဒါအကျန်းဖတ်တဲ့ကောင်မျိုးလဲဘလောက်ထိကြောက်နေတဲ့ကောင်မျိုးလဲဆိုတဲ့ဟာကိုလည်းသိတာစီတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒါတို့တွေအတွက်နမိတ်မကောင်းဘူးဒီအဖွင့်ကလှတယ်ဆိုပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒီ BWN 46ကြိမ်မြောက်မရှင်ကလည်းအောင်မြင်တယ်လို့ပဲပြောရမယ်အနေထားဖြစ်တယ်နောက်တစ်ခုကဒီဒီရက်ထဲမှာပေါ့နော်စစ်ကောင်စီရဲ့တည်ရင်မှုအဆင့်ဒုတိယဘုံမှုကြီးအဆင့်နဲ့အကောင်နေတောက်တောက်လဲတည်နေတဲ့ဖြစ်စဉ်ပေါ့နော်အခုလည်းနောက်ထပ်တစ်ယောက်ပေါ့အဲ့ဒီတစ်ယောက်ရဲ့ဖြစ်စဉ်ကလည်းထူးခြားတယ်ပေါ့နော် ထူးခြားတယ် အဲထူကြတယ်သူတို့တွေရဲ့အနေအထားဖြစ်နေတဲ့ဟာတွေလက်ရှိအတွင်းထဲမှာဖြစ်နေတဲ့အနေအထားတွေလည်းကျွန်တော်နည်းနည်းလေးပြောပြမှာပေါ့နော်အဲ့ဒါပါလဲဆိုတော့ဖြစ်စဉ်ကတော့ထုံးစံတိုင်းပဲဒါစစ်ကောင်စီတင်းမှုပြင်းခံရတဲ့ဒေတယ်ပေါ့ဗျာဒါစစ်ကောင်စီတင်းမှုတယောက်ကဒါစစ်တောင်းမြေအနောက်ဘက်ခြမ်းတိုက်ပွဲတစ်ခုမှာဒေဆုံးနေပဲဘကူတိုင်းစစ်တောင်းမြေအနောက်ဘက်ခြမ်းတိုက်ပွဲအဲ့တိုက်ပွဲမှာဒါဇော်လိုင်းတပ်ဖွဲ့လက်ချက်နဲ့စစ်ကောင်စီတင်းမှုတယောက်ဒေတယ်ပေါ့ဗျာ DSA အပတ်စဉ်46စင်းဒုတိယဗိုလ်မှူးမျိုးတန့်စင်း သူကဖြူးမျိုးနယ်ကနေညောင်လေးပင်အခြေဆိုင်ခမရ20ကိုပြောင်းရွှေ့လာတာတလတော်မှပြည့်သေးဘူးပေါ့နော်အဲ့တော့ဒါစက်တင်ဘာ28ရက်နေ့မှာတည်ဆုံခဲ့တာဖြစ်တယ်အထိနာတဲ့စစ်ကောင်စီက wine dray တွေ jet fighter တွေလက်နက်ကြီးတွေတုံးပြီးတော့ဒီနေရာတွေကိုပစ်ခတ်တိုက်ခိုက်နေတာတွေတော့ရှိတယ်ပေါ့နော်တပ်ဖွဲ့တွေကလည်းဒီအခြေအနေတွေငြိမ်သွားပြီဆိုတဲ့ခါကျရင်တော့အခြေတွင်အသေးစိတ်သတင်းတွေထုတ်ပြန်လာလိမ့်မယ်ပေါ့နော်ကျွန်တော်အဲ့အဲ့ဖြစ်စင်ပါပေါ့နော်ဒါဖက်စင်46ဆိုတော့ဒါတွေးလိုက်မိတဲ့ဟာရယ်သူတို့ဖြစ်နေတဲ့ဟာရယ်ကျွန်တော်စုံစမ်းသိရှိရတဲ့ဟာရယ်ပြောပြအောင်ပေါ့နော်အဲ့ဒါအဲတက်တွေမှာအနေကြပြီဖြစ်တဲ့ဒါဒုတိယဗိုလ်မှူးကြီးတွေကိုသူကတက်တူတက်ပြောင်းတယ် တက်မှာသူအနေကြလာပြီဗျာအဲတန်ရင်တင်းမှာသူတန်ရင်လုတန်ရင်မှုလုတာတကယ်ဆိုရင်တော့ဒါတနည်းနည်းနည်းအဲ့လောက်ဆိုရင်ဒါပုံမှန်ပဲအဲ့ဒါပြည့်ဆိုရာလူတက်မှာ G1 နေလောက်အောင်အဲ့လိုတက်ပြီးဒါမတက်ခင်မှာသူဥစားထားတွေတက်ရတယ်ဥစားထားတင်တဲ့တက်ရတယ်တက်ပြီးဆိုတော့ G1 truck အဲ့လိုမထွက်ခင်မှာသူတန်ရင်မှုလုရတာဗောနော်ဒါပေမဲ့တချို့ကကြတော့သူအဝါတွေအနေတွေထိကြတယ်ဗျာဒီလားအမှုတွေရှိတယ်ပြစ်မှုတွေရှိတော့ကြတော့အဲ့ကောင်တွေကဒါခုနကလိုဥစားထားမတက်ရအောင်ဥစားထားမတက်ရဘူးဆိုရင်သူကရာလူပေးမတူရာလူပေးမတူဆိုတော့သူက G1 မဖြစ် အဲ့လိုကြည်ဝမ်းမဖြစ်ဖ ೇನೆ ဥစားတာသူများကြီးတက်တယ်ဒီကောင်းလေးစိတ်လက်ကြပြီးကြံနေခဲ့တယ်ဟာနောက်တစ်ပတ်စီမှာပေါအောင်မလားနောက်တစ်ပတ်စီမှာပေါအောင်မလားဒီလိုပုံစံမျိုးနဲ့မျှော်မျှော်မျှော်ရင်းနဲ့နောက်ဆုံးနေကြတဲ့ကောင်းလေးရှိတယ်ဒါပေမဲ့အဲ့ဒီကောင်းလေးကလုံးဝယာတုပေးမတက်တော့တဲ့အတွက်ဥစားတာတက်ခွင့်မရမရတဲ့အခါမှာတန်ရင်မှုဖြစ်နေကြတော့သူကနောက်တန်ရင်တင်ရင်ကိုပြောင်းပြီးတော့တာဝန်ထမ်းဆောင်ခိုင်းအဲ့လိုပုံစံမျိုးနဲ့အခုနောက်ပိုင်းမှာလှုပ်တာပေါ့ဗျာအဓိကတော့ဒီတန်ရင်မှာ၃လနေဖြစ်သွားရောမင်းမနေနဲ့တော့ မင်းသိမ်းမှုလောက်တာကြားလာပြီတခြားတယ်လီဖုန်းအောင်ဆိုပြီးတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါဂျောင်းထိုးလိုက်တာပေါ့ဗျာအဲ့ဒီအဆင့်ဒီရာသူတော့ပေးထားတယ်ဒါပေမဲ့ အဲခုနလိုຢာရူတော့ပေးမတတ်တော့ဘဲနဲ့တခြားတခြားသူနဲ့တပတ်စင်နေသူတွေနောက်မှကြံခဲ့တဲ့သူမျိုးပေါ့အဲအဲ့လိုမျိုးဆိုတော့စိတ်တက်တရားလည်းကြာနေတဲ့အနေထားအဲ့တော့ဒီသူကခမန်20ကိုရောက်တာတက်လာလောက်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့အရင်တုန်းကအခုလိုမျိုးဒါအမှုရှိတဲ့ကောင်နေအဲຢာရူမတတ်တော့တဲ့ကောင်နေຢာရူတိုးပေးခြင်းမခံရတော့တဲ့ကောင်နေပေါ့နော်အဲ့လိုကောင်မျိုးတွေဆိုရင်ဒါလက်ယုံတက်တို့အထိုင်တက်တို့အရက်ဘတ်တို့အဲ့လိုပုံစံမျိုးတွေပို့ခဲ့တာများတယ်ဒါဟိုးအရင်တုန်းကပေါ့နော်အဲ့လိုပို့ခဲ့တာများတယ်အခုကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့သူကတခြားတက်တွေကိုပို့တယ်ပေါ့နော်။ငါတို့ဆိုတက်တွေကအင်အားလုံနေတာ အင်အားလုံနေတာဖြစ်တဲ့အတွက်ဒီကောင်တွေကိုတခြားတက်တွေကိုပို့ပြီးတော့အင်အားမဆုံးရှုံးအောင်မပြုံးတီးအောင်ထားထားတယ်ဗောဗျာအဲ့တော့အမှုရှိလို့ယာဒူးမပေးတဲ့အပြင်တေလမ်းမှာပို့နေတာအခုဖြစ်စဉ်တွေကဘာလို့လဲဆိုတော့အခုနောက်ပိုင်းအမှုဆိုတာကသူကမရှိပဲကိုမနေဘူးသိကြတယ်သူကတော်တော်ကြီးကိုကန်ကောင်းမှအဲ့ကောင်တွေနေတဲ့ထိုင်တတ်မှအမှုမရှိတာဘာလို့လဲဆိုတော့ဒီအခုလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်တွေအကုန်လုံးဒါခြုံကြည့်လိုက်ဒါစစ်ကောင်စီနဲ့ဒါတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေကြားကဖြစ်စဉ်တွေအကုန်လုံးခြုံကြည့်လိုက်ပါတော့ အဲ့ဖြစ်စဉ်တွေအကုန်လုံးကစစ်ကောင်စီဘက်ကကောင်တွေအကုန်လုံးရေးယူခံရနိုင်ခြင်းရှိတဲ့ဖြစ်စဉ်တွေကြီးပဲစစ်ကြောင်းကြောင်းလုံးပြုတ်သွားပြီးဟာတရင်တပ်ဖွဲ့ကနေပြီးတော့ဒါအစုလိုက်ပြုံလိုက်ထွက်ပြေးကြပြီးဟာလက်နက်တွေဒါအကုန်လုံးတဲပြီးတော့တော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းသွားကြပြီးအဲ့အဲ့လိုဖြစ်စဉ်တွေကအများကြီးလေတက်တိုင်းနေရာတိုင်းမှာရှိတယ်အဲ့ကြအဲ့လိုမျိုးဖြစ်စဉ်တွေဖြစ်ပြီးဆိုတာနဲ့တို့တွေကတေချာပေါက်အရေးယူခံအမှုဖြစ်ပြီးနေကြတဲ့အဝါတွေအနီတွေထွက်ပြီးအဲ့လိုပုံစံမျိုးနဲ့တို့တောက်လျှောက်အရေးယူခံနေရတယ် ကိုကိုတိုင်လှုပ်တဲ့ဒါပုံမလာမှုတွေလည်းရှိမှာပေါ့နော်အဓိကတော့ဒါလက်စားတာတွေမဟုတ်တာလှုပ်တာတွေကိုကျိုးရှာတာတွေတရားမဝင်လှုပ်တာတွေအဲဒီချိန်ဒီကာလရောက်တဲ့တော်တွင်းလေးမှာငါ့အတွက်ကိုကျိုးရှာမယ်ဆိုတဲ့စိတ်နဲ့လှုပ်ခဲ့တဲ့ဟာတွေကပေါ်ပြီးတော့ရေးယူခံရတာတွေဒါမျိုးတွေကြောင့်မလို့အမှုတွေဖြစ်တာလည်းရှိသလိုအောက်ကအဖွဲတွေကဒုက္ခပေးလို့ဒါအမှုတွေတက်တာလည်းရှိတယ်အဲတော့ကြတော့အမှုဆိုတာမဖြစ်မနေကိုရှိနေတဲ့အနေသားအဲတော့ဒါတို့အနေနဲ့ကအမှုတွေကလည်းတောက်လျှောက်ရှိသလိုပေါ့နော်ခုနကလိုအမှုဖြစ်ပြီးတော့ຢာလို့မတိုးတဲ့အပြင်တေလန်းနေမှာပို့ခံရတာ အခုနောက်ပိုင်းကတေလန်းကိုပဲပို့တယ်လို့ဘာလို့ပြောရလဲဆိုတော့နေမြေတွေကအကုန်ကျန်းနေတာကျန်းတဲ့နေရာတွေကြီးပဲပို့တယ်ဆိုပြီးတော့ကျွန်တော်စုံစမ်းသိရှိရတယ်ဗျာဒါပေမဲ့ကျန်းတဲ့နေရာတွေအကုန်လုံးကနေရာနှံ့ဖြစ်နေတာဘယ်နေရာရောက်ပြီဆိုရင်လဲကျန်းနေတာဟိုနေရာပို့ပြီဆိုလဲကျန်းနေတာသူတို့အထဲထဲမှာကအဲ့လိုဖြစ်နေတာမဟုတ်ဘူးဒါနေရာတွေနေမြေတွေဆိုတာခွဲလို့တော့မရတော့ဘူးပေါ့နော်အဓိကတော့ဘယ်နေရာပေဒေတာပဲဖြစ်ဖြစ်သူနီးသူဟန်နဲ့ကျန်းနေတာဖြစ်တဲ့အတွက်သူကအတိလမ်းမဲ့ပို့ခံနေရတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့ယူဆနေကြပြီပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်စစ်ကောင်စီတဲကကောင်တွေက ဆုပ်လဲဆုပ်စားလဲယူဆိုတဲ့အနေထားတွေကိုဒုတိယဘုံမူကြီးအဆင့်နေထိခန်းစားနေရပြီဆိုတဲ့အကြောင်းလေးလည်းဒါပြောချင်တယ်ပေါ့နော်နောက်တစ်ခုကဒါကြောင့်ရှေ့ရက်မှာကြောင်မဲကိုရပြီးတဲ့ဒီစစ်ကောင်စီရဲ့နောက်ထပ်ပြစ်မှတ်ကဘယ်မျိုးလဲဆိုပြီးတော့ဒါကျွန်တော်တို့ခံမှန်းတဲ့ပုံစံလေးနဲ့ဒါဗီဒီယိုတစ်ခုတင်ပေးခဲ့တာရှိတယ်။တီဘောနဲ့မိုးကုံမှာတီဘောဟာအချင်းချင်းအရရအကြောင်းမလို့ပေါ့နော်။ပို့ပြီးတော့ဖြစ်နိုင်ခြင်းရှိတဲ့အကြောင်းဒါခံမှန်းပြီးတော့ဒါကျွန်တော်ပြောခဲ့တယ်။ဒါတိတ်မကြဘူးအခုဆိုရင်ဒီစာခါခစနစ်တက်မှမဟုတ်ပေါ့နော်။ဘုံမှုချုပ်သူရဇော်လွင်ဆို ူကိုတီဘောကိုဆက်ထိုးဖို့ဆိုပြီးတော့တာဝန်ပေးတယ်ဆိုပြီးတော့သတင်းတွေတက်လာပြီပေါ့နော်အဲသူကတည်တဲ့အတိုင်းပဲဒါရှမ်းမြောက်မှာပေါ့နော်အချင်းထောင်ဖွင့်ပေးခဲ့တယ်ဆိုတဲ့ကိစ္စတွေနဲ့အဲသူကိုစစ်စစ်မေးမြန်းမှုတွေလှုပ်ပြီးတဲ့နောက်ပိုင်းမှာအဲသူစကားဆက်နှစ်တတ်မှတ်မှုဆိုတဲ့ပုံစံမျိုးနဲ့ယာလူပြန်ပေးခြင်းခံရတယ်ပေါ့ဗျာ အဲ့လိုပေးပြီးရနောက်ပိုင်းမှာအခုတာဝန်ထပ်ပေးတယ်အေးမင်းကိုငါတို့ဒီခါတော့ခွင့်လွှတ်လိုက်မယ်ဒါပေမဲ့ဒီတစ်ခုကိုတော့မင်းတို့ရအောင်လုပ်ပြရမယ်ဆိုတဲ့စိတ်မျိုးနဲ့တာဝန်ပေးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘာလို့လဲဆိုတော့ကြောက်မဲကိုတိုက်တဲ့ချိန်မှာတက်မတစ်တစ်အပြင်ဆာကကဆနစ်ပါပါတယ်ဗောနော်သူ့တက်မပါပါတယ်အဲ့တော့အခုဆိုရင်ဒါတက်မတစ်တစ်ကိုကြောက်မဲမှာထားပြီးတော့သူ့တက်မနဲ့ဒါတီဘောကိုဆက်ပြီးတော့ထိုးခိုင်းဖို့အတွက်တာဝန်ပေးလာပြီဆိုတဲ့ပုံစံမျိုးဒါတိလာရပြီဗောနော်အဲ့တော့ကျွန်တော်တို့ရှေ့မှာတွက်ချက်ခဲ့တဲ့ဟာတွေကမှန်ကန်နေတယ်ဆိုတာလည်းသိရတယ်ဗောနော်အဓိကတော့ ဒါကျွန်တော်တို့ဒီလိုမျိုးအတက်နိုင်ဆုံးအကောင်းဆုံးတွက်ချက်ခဲ့တယ်ခံမှန်းခဲ့တယ်ဆိုတာတွေကတော်လိုင်းတက်ဖွဲ့တွေပို့ပြီးတော့ပြင်ဆင်နိုင်အောင်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဒါကျွန်တော်တို့တက်နိုင်တဲ့လောက်လေးကိုတိတဲ့လောက်လေးလွတ်ပြကြတာပေါ့နော်အခုကျတော့ဒါမြင်မျက်နာသူမြင်အနေထားရကောဒါအခြေအနေအကြောင်းအကျောင်းအရရအရဟောအတူကဒါဒီတီဘောဘက်ကိုပို့ပြီးတော့ဥတီလာနေတဲ့ပုံစံတွေတွေ့နေရပြီအခုတော့မှဒါတီဘောကိုဒါဘုံကျဲတာတွေအထင်ကြီးအနေအားတွေပေါ့နော်ဒါပေါ်ချိုပြားတို့ပါလို့အဲဒီလိုနေရာမျိုးတွေကိုဘုံကျဲတာတွေစပြီးတော့လုံနေပြီဆိုပြီးတော့လေဒါတွေ့ရလိမ့်မယ်ပေါ့နော်ဒါပြီးတော့ ဒီစစ်ကောင်စီကဒီနေရာတစ်ခုကိုသူတို့ရပြီးပြီဆိုတဲ့အချိန်မှာပေါ့နော်သူကပြန်ပြီးတော့မပေးရဘူးအတွက်ကိုသူတို့လုံနေကြစီစဉ်တကြကိုလုံနေကြဘာလို့လဲဆိုတော့အခုတမနှမထိုးတယ်တက်တယ်အကုန်ပါတယ်လယုံတက်တယ်လည်းအကုန်ပါတယ်အဲ့နေရာကိုသူတို့ရသွားပြီပေါ့နော်ဒါကြောက်မဲဆိုကြောက်မဲရပါပြီညမဲ့အဲ့နေရာမှာသူတို့အထိုင်ချနိုင်ဖို့အတွက်ပါတခါလဲပြင်ဆင်တယ်ပါလာတဲ့တက်တွေတဲကပေါ့နော်အထိုင်ချလို့ရမယ့်တက်တွေအကုန်လုံးကိုထားထားတယ်ပြီးရင်နောက်ကနေအင်အားတွေတောက်လျှောက်လိုက်ဆက်တာလိုက်ဆက်တာအဲ့နေရာတွေကိုဖျက်တောက်လို့မရနိုင်တော့တဲ့အနေထားဖြစ်အောင်ကိုသူကအကုန်လုံးလိုက်ဆက်ပြစ်တာ လိုက်ဆက်ပြီးတော့ဒီအုပ်ချုပ်မှုလမ်းကြောင်းကိုဖျက်တောက်ဖို့အတွက်ကဆတောင်တောင်အင်အားနဲ့မှဖြစ်နေအောင်သူတို့တိဆောက်ပလိုက်တာပေါ့နော်အပြီးလာနဲ့နောက်ထပ်80တိုးဖို့အတွက်သူတို့ပြင်တယ်ထိုင်ချတယ်80တိုးတယ်လေကြောင်းရင်တိုက်မယ်ပြီးလာနဲ့စုံစမ်းထောက်လန်းတာတွေလုပ်မယ်ဒေါ်လာရင်းတက်ဖွဲ့တွေရဲ့အဓိကနေရာတွေကိုပြစ်ခွဲမယ်အပြီးလာနဲ့မြေပြင်ကနေစစ်ကြောင်းထိုးမယ် ်နေရာတွေပြန်သိမ်းမယ်အောင်မြင်တွေချက်မယ်ဒါမျိုးပုံစံမျိုးပဲလုပ်နေတာအဲ့တော့စစ်ကောင်စီဘက်ကအခုလိုမျိုးပေါ့နော်သူတို့ရပြန်ရသွားပြီးတဲ့နေရာတွေကိုပြန်မပေးရအောင်လို့နှီးမျိုးစုံနဲ့အခိုင်အမာပုံစံမျိုးတည်ဆောက်နေတဲ့အချိန်မှာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေဘက်ကရထားပြီးသားမျိုးတွေကိုဒါပြန်မပေးရဖို့အတွက်ဘာတွေပြင်ဆင်တင်တယ်လဲဆိုတဲ့ဟာတွေလည်းစဉ်းစားရမယ်ပေါ့နော်ရှိမှတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုပြန်ပေးနေရတဲ့အချိန်ဒီမှာနောက်ထပ်မပေးရအောင်ငါတို့ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းတွေလည်းဒါကျွန်တော်အရေးကြီးလာပါပြီ။ဘာဖြစ်လို့လဲဆိုတော့ပြည်သူတွေကသနာဖို့ကောင်းပါလေပေါ့နော်။ အဲဘာဖြစ်လို့အခုတီဘောမှာဆိုရင်ဒါစစ်ဆောင်ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်အခုအဲ့နေရာမှာစစ်ဆောင်နေတဲ့သူတွေဆိုရင်ကြောင်မဲနောင်ချိုနောင်ပိန်စတဲ့ဒီမြို့နယ်တွေကနေပြီးတော့မြို့တွေကနေပြီးတော့စစ်ဆောင်ခဲ့ကြရတာဖြစ်တယ်ဒီနေရာကိုသာထပ်ပြီးတော့ပေးရမယ်ဟေ့ဆိုရင်ဒီနေရာကစစ်ဆောင်နေရတဲ့ခုနပြည်သူတွေဟာဘယ်ကိုထပ်ပြီးတော့ရှောင်ရအောင်ပါလဲသူတို့တွေရဲ့မျက်နှာကိုကြည့်တင်ပါတယ်ရာသာပြည်သားမြို့တွေကိုဇက်တိုက်လက်လွတ်နေရအောင်မယ်ဆိုရင်ပေါ့နော်သူတို့ပို့ပြီးတော့ထပ်ပြီးဒုက္ခရောက်ကြလိမ့်မယ်ပေါ့နော်အဲ့တော့ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီးတော့မြို့တွေထပ်မပေးရဖို့အတွက်ဘာတွေလုပ်ကြမလဲဆိုတဲ့အစီအမံတွေက ခုချိန်မှာအရန်ကိုအရေးကြီးလာနေပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကြောင်မဲကိုပြန်ရသွားပြီးတဲ့စစ်ကောင်စီအနေနဲ့ကတော့တေးကြတယ်ရှေ့ကနောင်ချိုလိုပဲပေါ့နော်ဒါဝါရဖျက်တဲ့ဗီဒီယိုတွေမှတ်တမ်းနေအာစိတ်သက်စစ်စင်လှုပ်တဲ့ဟာတွေမမြင်ချင်မှအဆုံးထပ်ပြီးတော့ထွက်လာလိမ့်မယ်ဆိုတာကိုလည်းဒါအတိပြောလိုက်ပါတယ်ပေါ့နော်အဲ့တော့ဒါစကားစနစ်တမမှုပေါ့နော်ဒါသူရဇော်ဂျင်ဆိုးကိုတော့တီဘောကိုထိုးစစ်ဆင်ဖို့အော်တိုဘာ၁ရက်နေ့မှာစပြီးတော့ညွှန်ကြားထားပြီးဖြစ်တယ် DNA ဘက်ကဘလို့တုံ့ပြန်မလဲဆိုတဲ့ဟာကလည်းအရေးကြီးလာနေပြီဆိုတဲ့အကြောင်းလည်းဒါပြောချင်ပါတယ်ဗောနော်နောက်တစ်ခုကတော့ဒါစစ်မှုထမ်းအပတ်စဉ်14နဲ့ပတ်သက်လို့ဒါသတင်းတွေတက်လာနေတာတွေတွေ့ရလိမ့်မယ်သူတို့ရဲ့အပတ်စဉ်တွေကအင်အား900လောက်900လောက်ကတေဆုံးပျောက်ဆုံးနေနဲ့အင်အားပြုံးနေသွားတယ်အဲဒီထဲက200လောက်ကတော့ဒါစစ်ကူတာမှုတွေခံယူနေရတယ်ဒဏ်ရာနာတရားတွေဖြစ်လို့စစ်ကူတာမှုခံယူနေရတယ်ဆိုပြီးတော့ဒါသတင်းတွေတက်လာလိမ့်မယ်ဗောနော်အဲပြီးတော့ဒါအဲဒီထဲက ကရင်ကရင်နီရှမ်းမြောက်ကချင်မကွေးနဲ့ရခိုင်အစက်တွေမှာဖြစ်တဲ့ဟာတွေကများတယ်ဆိုပြီးတော့သိရတယ်ဗောနော်အဲ့တော့ဒါကနေရာအကုန်မဟုတ်သေးဘူးနေရာအကုန်မဟုတ်သေးဆိုတာဒါဖြစ်တဲ့နေရာတွေကတော့ဟုတ်ပါလိမ့်မယ်ဒါတို့ပို့အပတ်စင်လိုက်ပို့တာဗောနော်ဒီတပတ်စင်ကဘဲကိုသွားဒီတပတ်စင်ကဘဲကိုသွားအဲ့လိုပုံစံမျိုးနဲ့ပို့ခဲ့ရဖြစ်တဲ့အတွက်ဒါအပတ်စင်14ရာကောင်တွေကတော့ဒါကရင်ကရင်နီရှမ်းမြောက်ကချင်မကွေးနဲ့ရခိုင်အစက်တွေမှာဗောနော်ဒီလိုနေရာမျိုးတွေမှာတို့ထိခိုက်ခဲ့တဲ့ကောင်တွေဖြစ်တယ်အဲ့တော့ နေရအကုံဆိုရင်ဒီပါစအကုံဆိုရင်ဒီတက်မကပြုံးတီးနေတဲ့ပါစရဲ့အင်အားတွေကအများကြီးရှိပါတယ်အချို့ဆိုရင်နှစ်ပေါက်သွားတဲ့အထိကိုသားတေသွားသလားရှင်သွားသလားဆိုတာကိုမသိရအောင်နောက်ဆုံးသူများပြန်ပြောပြမှာပေါ့နော်ဒေါ်လိုင်းတက်ဖွဲ့တွေအတီးပြုတ်မှာပဲအကူသားသမီးတည်သွားပြီဆိုတဲ့အကြောင်းတွေသိရတာပေါ့နော်အဲ့တော့တော်တော်လေးနဲ့ရင်နာစရာကောင်းတယ်အဲ့လိုအဖြစ်မျိုးတွေတော့မကြုံစေချင်ဘူးအဓိကတော့ဒါပါစတွေကအဲပါစမဖြစ်ဖို့အတွက်လိုတယ်ပေါ့နော်မိဘတွေအနေနဲ့လည်းပါစမဖြစ်အောင်အကာအကွယ်ပေးတင်တယ်ပေါ့နော် ဘယ်ဟာကပို့ပြီးအရေးကြီးလဲဆိုတဲ့ဟာကိုပြောရမှာပါအဓိကအဲကျွန်တော်လာပြီးတော့ပြောတဲ့အခါမှာရှောင်ကြတယ်ပြုတ်ကြတယ်ဆိုတဲ့ဟာကအရင်ဆုံးလောက်ရမယ့်ဟာပါနော်အဲ့လိုမှမဟုတ်ဘဲနဲ့မရှောင်နိုင်မတိန်နိုင်လို့အထဲဝင်သွားပြီးမှထွက်ချင်တယ်ဆိုပြီးတော့ပြောလာတဲ့ဟာကျတော့တော်တော်လေးလောက်ရခံရခက်တယ်ဗျဟိုသူတို့တွေကိုဘယ်ကိုပို့မလဲဆိုတဲ့ဟာကျွန်တော်တို့မသိဘူးအဲ့လိုပို့လိုက်တဲ့ဘက်မှာကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့အဖွဲ့တွေရှိမှရှိဆိုရလဲကျွန်တော်တို့လည်းအာမမခံနိုင်ဘူးကျွန်တော်တို့အခုတွန်လိုင်းတက်ဖွဲ့တွေကမနှဲဘူးအများကြီး ဲ့လိုမျိုးတကယ်ထားပါတော့လိုက်ချိတ်ဆက်လို့ရတာပဲဟုတ်တယ်လိုက်ပြီးချိတ်ဆက်တယ်အဲ့ချိတ်ဆက်နေတဲ့တောအတွင်းမှာစစ်ကောင်စီကတေလန်းပို့လို့အသက်တေထုံးသွားတယ်ဆိုဘယ်လိုလုပ်မလဲအဲ့တော့အများကြီးပဲဗောနော်ဖြစ်နိုင်ခြေတွေကအများကြီးရှိတယ်နောက်တစ်ခုကချိတ်ဆက်လို့ရတယ်ထားအောင်ထွက်လာနိုင်ဖို့အတွက်အဆင်မပြေတဲ့ဟာတွေအများကြီးရှိတယ်အခုအတိုင်းမှာထွက်ကျင်နေတဲ့သူတွေအများကြီးမြိုက်ဒါပေမဲ့သူတို့တွေထိမ့်ချုပ်ထားတယ်ကန့်တတ်ထားတယ်သူတို့တွေကိုချုံနှောင်ထားတယ်ဒါမျိုးပုံစံမျိုးတွေနဲ့ဖိနှိပ်ထားတော့ကန့်တတ်ထားတော့သူတို့တွေထွက်ဖို့အခွင့်အရေးမရတဲ့အဖွဲ့တွေအများကြီးထွက်ချင်ရဲနဲ့ထွက်လို့မရတာကြီးအများကြီးရောက်သွားပြီးပြီဆိုရင် ဒါအရင်လိုတွေးထားသလောက်မလွယ်ကူတဲ့အခြေအနေတွေကတို့အများကြီးကြုံနေရတယ်အဲ့တော့မဖြစ်အောင်ပဲကျွန်တော်တို့ကလှုပ်စေချင်တာပေါ့နော်ဘာသာမဖြစ်သွားဖို့အတွက်ကိုပဲလှုပ်စေချင်တာအဲ့တော့အန်ရီတွေကအရင်များပါတယ်အခုနေရတဲ့အစုံမှာတိုက်ပွဲတွေကပြင်းထန်နေတာစေကောင်းစီကလည်းကြည့်လိုက်ရင်ဒီအင်အားတွေကိုရှေ့ကနေပဲတက်ပြီးတော့အသေးခံခိုင်းနေတာပေါ့အဲ့တော့ကိုသားသမီးကိုကွာရှေ့ကနေတက်ပြီးတော့အာနာရှင်တက်အသက်ပေးခိုင်းရမယ့်သူမျိုးမဖြစ်စေချင်တဲ့ပေါ့နော်အဓိကတော့အဲ့တော့အဲ့လိုဟာမျိုးတွေမဖြစ်ဖို့အတွက်ကိုလည်းအကြံပေးချင်တယ်ပေါ့နော်အဲ့တော့နေရအနှံ့မှာဒါပါစတွေမနေမနောတည်ဆုံးနေကြတာအများကြီးရှိတယ် ပမာဏကိုဘောနော်နေရာအနှံ့ကဆင်းရင်အကုန်လုံးကောက်မယ်ဆိုရင်ထောင်းနဲ့တောင်းနဲ့ချီတဲ့အင်အားတွေဟာအခုချိန်မှာတိတ်ဆုံးပျောက်ဆုံးနေပြုံးလိတွေဖြစ်ကုန်ကြပြီဘောနော်အဲပြီးတော့ဒါခုနဖြစ်စဉ်ကြည့်မယ်ဆိုရင်ဒါသူကစေကူတာမှုခံနေတဲ့ပါစာတွေရှိတယ်အဲ့ဒီပါစာတွေကိုသူကဘယ်လိုလုပ်လဲဆိုတော့အိမ်နဲ့သူကဒီအိမ်အိမ်ကနေပြီးတော့ဒီပါစာတွေဒီဆေးရုံမှာတက်နေတာသိတယ်ကွာဒါမှမဟုတ်အဲ့ဒီပါစာတွေအခုလိုမျိုးဆေးရုံတက်နေတာဖြစ်တဲ့သူတို့ရဲ့မိဘတွေမိသားစုတွေကိုလာပြီးတော့တွေ့ခွင့်မပေးဘူးမပေးဘဲနဲ့ခုနလိုဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ခိုင်းတယ် အဆက်အသွယ်တော့လောက်ခိုင်းတယ်ဒါပေမဲ့လာပြီးပေးတွေ့တာမျိုးတွေပါရင်မလောက်ခိုင်းသူတို့စိုးရိမ်နေလေအဲဒီလူတွေကတကယ့်မြေပြင်ကအခြေအနေတွေကိုပြန်ပြီးတော့သူတို့ကိုပြောတဲ့အခါသူတို့ရဲ့ပါစတွေဒါစိတ်သက်ပြတ်ပြားပြီးတော့ထွက်ပြေးတာမျိုးတွေပို့ပြီးတော့လှုပ်လာနိုင်တယ်အပြီးတော့ဒါမိသားစုနဲ့တွေ့တဲ့အခါကျတော့ထွက်ပြေးဖို့အတွက်အခွင့်အရေးတွေပို့ပြီးတော့ရနိုင်တယ်လို့ယူဆတာဖြစ်တဲ့အတွက်အခုလိုမျိုးချုံနှောင်ထားတာလို့လည်းဒါကျွန်တော်တို့လည်းယူဆတယ်ပေါ့နော်အဲ့တော့အဲ့ဒီလူတွေကဒဏ်ရာအခုဒဏ်ရာရတယ်အဲ့တော့ခြေလက်အင်ကဆုံးရှုံးသွားတဲ့ပါစတွေကတော့ပြန်တိုက်ဖို့အတွက်မလိုတော့ဘူးခြေတော့မရှိတော့ဘူးလက်မရှိတော့ဘူးဗျ အကောင်းဖြစ်တဲ့ဆိုပြီးဆိုပို့ဆိုးအဲ့လိုမျိုးပုံစံမျိုးအဲ့တော့ခြေလက်အင်္ကာတွေဆွန့်လိုက်ရပြီသူတို့တို့အသုံးမဝင်တော့ဘူးဆိုရင်တော့သူတို့ကစစ်တိုက်ခိုင်းမှာမဟုတ်တော့ဘူးဒါပေမဲ့အခုတက်နေတဲ့ထဲကပြင်ပတန်ရရတဲ့ကောင်တွေရှိတယ်အဲ့လိုအဖွဲ့တွေကြတော့စေုံကဆင်းပြီးတက်တာလာနဲ့ရှေးလမ်းမြပြင်ကိုပြန်ပို့ဦးမှာစစ်မြပြင်ကိုပြန်ပို့ဦးမှာအဲ့ကြတော့မတိမချင်းကိုသူတို့အတွက်လောက်ခိုင်းနေမဲ့ပုံစံမျိုးခြေလက်အင်္ကာတွေမဆုံးရှုံးမချင်းတခုခုမဖြစ်မချင်းပေါ့နော်မချွရင်းသွားမချင်းကိုသူက သူတို့ကိုကြိုးအတွက်ကိုဒီလူတွေကိုချနှင်းနေအောင်မှာဒီပါစတွေကိုချနှင်းနေအောင်မှာအဲ့တော့ဘလောက်တောင်မှရက်ဆက်ရုံမာတဲ့အကြံစီတွေလဲဆိုတဲ့ဟာကိုလည်းဒါသိစေချင်တယ်ဗောနော်အဓိကတော့ဒါတပ်ဖွဲ့တွေကတော့ချိုးချိုးပါတယ်ထွက်လာဖို့အတွက်လည်းဖိတ်ခေါ်ထားတာရှိတယ်ပါစတွေကိုအခုချိန်ထိဒါဒီလိုမျိုးပုံစံမျိုးတွေနဲ့ဗောနော်စုဆောင်းခံထားရတာကိုမတရားစုဆောင်းခံထားရတာကိုဒါသိတဲ့အတွက်ဗောနော်ဒါဒေါ်လိုင်းတပ်ဖွဲ့တွေကလည်းဟုတ်တယ်အဲ့လိုမျိုးတွေကတော့ဒါသူတို့လည်းမကြိုက်ဘူးအဲ့တော့ကျတော့ထွက်လာပါအပူပေါင်းမှာလက်နှချပါညံ့ခံပါလင်းဝင်မှာလမ်းမြူထောင်းမှာဒါမျိုးပုံစံမျိုးတွေ ဖိတ်ခေါ်နေရရှိတယ်သူတို့မှလည်းဒါပဲဖိတ်ခေါ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါနောက်ဆုံးအချိန်ထိအခွင့်အရေးပေးထားတဲ့ဟာကိုအမိရဆုတ်ကင်နိုင်ဖို့ရည်ကြီးတယ်ဆိုတာလေးလည်းဒီညနေပြောချင်ပါတယ်ဗျပြီးတော့ဒါကျွန်တော်တို့ online မှာဒါနေ့စဉ်နဲ့မျှဖြစ်ပြက်နေတဲ့အဖြစ်အပျက်တွေအများကြီးရှိတယ်ပေါ့နော်အဲပြောစရာရှင်းစရာတွေလည်းအများကြီးရှိတယ်လို့ပေါ့နော် one day ဆရာကိုကြွေးစရာတွေလည်းအများကြီးပဲပြီးတော့ဒါကျွန်တော်တို့ဒါလှုပ်ဆောင်ပေးရမယ့်တာဝန်တွေလည်းအများကြီးရှိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေအောင်မြင်တဲ့အချိန်မှာကျွန်တော်တို့အတူတူရှိခဲ့ကြတယ်အတူတူကာခုံပျော်မြူအောင်ပွဲတွေခံ တွေ့ပါလိမ့်မယ်ဒါလောက်ခဲ့ဘူးပါလိမ့်မယ်ပေါ့နော်အဲ့တော့တပ်ဖွဲ့တွေအခုလိုမျိုးပေါ့နော်ဒါတချို့နေရာတွေမှာအဖိခံနေရတဲ့အချိန်အထိကိညားနေတဲ့အချိန်ရှိကြတယ်ဒါနှစ်ဖက်တိုက်ပွဲဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကအထိကိညားရင်လည်းကျွန်တော်ပြောကြတယ်အခုကိုယ့်ဘက်ကတပ်ဖွဲ့တွေဒါတချို့နေရာတွေမှာထိကိကြတာတွေရှိကြတယ်အဲ့လိုဟာမျိုးတွေမှာလည်းကျွန်တော်တို့တက်နိုင်တာတွေကုပေးကြစီခြင်းနဲ့အတူတူရှိကြစီခြင်းနဲ့တပ်ဖွဲ့တွေကစိတ်ထဲမကြဘူးနော်ဒါပေမဲ့သူတို့ကို ဒါခုနလိုပြည်သူတွေကမေတ္တာပြနိုင်တယ်ပြည်သူတွေအမြဲတမ်းနောက်မှာရှိပါတယ်မင်းတို့ကြာရှုံးရင်လည်းအတူတူပဲအောင်မြင်လည်းအတူတူပဲငါတို့ဆက်ပြီးတော့အောင်ပွဲရတဲ့အထိအတူတူချီတက်ကြမယ်ဆိုတဲ့စိတ်မျိုးတွေပြတ်တပေးနိုင်မယ်ဆိုရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်